အာစနယ်အတွက်ကံစိုးတဲ့ရာသီဖြစ်လာနိုင်လားကျွန်တော်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာ3 gauge corners ကနေအာစယ်ပရိသတ်တွေအားလုံးကိုပြန်လှည့်ပြီးတော့ကြိုးစိုးပါတယ်လက်ရှိချိန်မှာအာစယ်ကမန်စီးတီးနဲ့ရမှတ်3မှတ်ပဲကွာပါတယ်အခုတစ်ပတ်ပွဲစဉ်တွေပြီးမှ Chelsea နဲ့ Newcastle ကအာစနယ်နဲ့ရမှတ်4မှတ်သာကွာပါတော့တယ် Nottingham Forest ကလည်း Crystal Palace ကိုအနိုင်ရရင်အာစနယ်နဲ့ရမှတ်4မှတ်ပဲကွာတော့မှာဖြစ်ပါတယ်အဲ့ဒီချိန်နေကြောင်းအာစယ်ချန်ပီယံလိဝင်ဝင်ကစိုးရင်စရာကောင်းလာတာပါ အာဆယ်နေပြအာဒီဒါကိုတိုင်လဲချန်ပီယံလိဝင်ခွင့်မရရသေးဘူးလို့ဝေခံခဲ့တယ်။အာဒီဒါကတင်းချာနီးရကျွန်တော်အတင်းကချန်ပီယံလိဝင်ခွင့်မရသေးလို့လုံးစရာတွေအများကြီးရှိပါတယ်။ဒုတိယနေရာလဲမသေးကြသေးပါဘူး။ကျွန်တော်ရုံးကန်ရပါအောင်မယ်လို့သတိပေးခဲ့တယ်။အာဒီဒါရဲ့အာဆယ်ကအမောင်နဲ့လုံးဝရောက်နေတာမဟုတ်ပါဘူး။နောက်2023ရာသီမတိုင်ခင်ကအာဆယ်အခြေအနေဟာယူရိုပါလိဝင်ခွင့်နဲ့သာရောင်ရဲနေရပြီးချန်ပီယံမျောလင့်ချက်လုံးဝကိုပျောက်ဆုံးနေခဲ့တာပါ။အဲ့ဒီအခြေအနေကကပ်ဘေးလိုပါပဲ။ အထူးသဖြင့်ချန်ပီယံလိဝင်ခွင့်မရတာအာစနယ်အတွက်အမဲဆက်ဖြစ်နေပြီးငွေကြေးနဲ့ဂုဏ်သိက္ခာပိုင်းနှစ်ခုစလုံးဆုံးရှုံးနေရပါတယ်။အာရီနာကအာစနယ်ကိုချန်ပီယံလိကစားကွင်းနဲ့ချန်ပီယံအိမ်မက်ကိုအသက်သွင်းပေးပြီးတော့အာစနယ်ငွေကြေးနဲ့ဂုဏ်သိက္ခာကိုအယောင်တင်ပေးခဲ့တာပါ။အိမ်မက်တွေခီးဆုံးနေမရောက်သေးပေမဲ့အာရီနာရဲ့အာစနယ်ဟာ2018ရာသီနောက်ပိုင်းမှာအတိုးတက်ဆုံးအာစနယ်အသင်းဆိုတာညင်းမရနိုင်ပါဘူး။အာရီနာကအာစနယ်ကိုအသွင်ပြောင်းပေးခဲ့သူပါ။ချန်ပီယံလိကစားကွင်းရောက်ဥဆောင်ပေးခဲ့သူပါ။ ီးတော့အာစတယ်ကိုပရီးမီးယားလိချန်ပီယံဆုနဲ့အနည်းဆုံးနေရာစီကိုပိုပေးခဲ့တယ်။ဒါပေမဲ့အာစတယ်ပရိသတ်တွေကဒီလောက်နဲ့မယောင်ရဲနိုင်ဘူး။နေစင်နေတိုင်းချန်ပီယံဆုနဲ့နီးစပ်အောင်မဲ့နီးစပ်နေရာပျော်စရာမဟုတ်ပါဘူး။ဒုတိယလူဘဝကကြီးနူးစရာမဟုတ်ဘူး။အာစတယ်ကအာဒီဒါလက်ထက်မှာရက်တန့်နေသလိုပဲ။ FA ဘလတ်တုံးကလွဲပြီးတော့ဘာမှမရခဲ့ဘူး။ရာသီဆိုင်ချန်ပီယံဆုလေးမျောလိုက်။ရာသီဝက်ကျော်လိုက်ချန်ပီယံဆုတွေနဲ့ဝေးသွားလိုက်။တန်တရာလေးလဲနေပါလိမ့်။အာစတယ်ပရိသတ်တွေကပရီးမီးယားလိရဲ့အကောင်းဆုံးအသင်းဖြစ်စေခြင်းပါလေ။အာစတယ်ကလာလာကောင်းနေပိုင်ဆိုင်ထားပြီမေ အဆုံးအသတ်ရည်မှန်းချက်စီမရောက်သေးဘူးအာရီတာကအောင်မတ်ထက်အများကြီးကြော်အောင်လှုပ်ပြပြီးပါပြီဒါမဲ့သူဂုံနူးမတ်ရအောင်လှုပ်ပြပါအောင်မေးအာဆယ်သင်းပရိသတ်တွေကသူတို့အသင်းကြောင့်မျက်နှာငယ်ရချိန်တွေညားခဲ့ပါတယ်အာဆယ်သင်းပရိသတ်တွေဂုံချင်းနေပါပြီဒါမဲ့လက်ရှိရာသီမှာအာဆယ်ကအဆိုးအဝါးဆုံးအခြေအနေနဲ့ရင်ဆိုင်ရပွဲရှိနေတာပါချန်ပီယံလိဝင်ဝင်မရေမရာဖြစ်နေသလိုချန်ပီယံလိမှာလည်းခီးဆုံးထိရောက်အောင်အားကုန်ရုံးကန်ရမှာပါအာဆယ်သင်းပရိသတ်တွေရဲ့တခုတည်းသောမျှော်လင့်ချက်က PSG ကိုချန်ပီယံလိဂ်ဆီမီဖိုင်နယ်ဒုတိယအကြိမ်မှာအနိုင်ရဖို့ပါ။အာစတင်ပရိသတ်တွေကကမ္ဘာပေါ်မှာသစ္စာအကြီးမားဆုံးဖြစ်ပါလိမ့်မယ်။အာစတင်ဘလောက်ပဲနိုင်ကြပါစေ။အာစတင်ပရိသတ်တွေကမြေတားမပြတ်ခဲ့ဘူး။အာစတင်သင်ခန်းနာအောင်ပွဲတွေပြန်လည်ပိုင်ဆိုင်မဲ့အချိန်ကိုမျောလင့်ဆောင်စားနေကြတယ်။အာစတင်ခန်းနာအောင်ပွဲတွေတိတ်မကြာခင်မှာရောက်လာမယ်လို့လဲအာစတင်သင်ပရိသတ်တွေကယုံကြည်ထားတာပါ။ဖြစ်နိုင်မယ်ဆိုရင်အာစတင်သင်ပရိသတ်တွေဟာအာစတင်သင်ရဲ့ပွဲတိုင်းကိုမလွတ်တမ်းအားပေးခြင်းပါလိမ့်။ကမ္ဘာ့ဝန်ကအာစတင်ပရိသတ်တွေရဲ့သဘောထားကဒီတိုင်းပဲဖြစ်ပါလိမ့်မယ်။ လက်ရှိချိန်မှာအာစတန်ကကန်စားတာအနိုင်ပိုင်းရောက်နေပါလိမ့်။ဒါပေမဲ့အာစတန်ကရက်တန့်နေမှာမဟုတ်ပါဘူး။အာစတန်မျောလင်းချက်တိုက်ပွဲဝင်စိတ်ဓာတ်ဟာပြင်းထန်နေသေးပါ။ချန်ပီယံလိဝင်ဝင်မရတာ။ချန်ပီယံလိဆီမီဖိုင်နယ်ကနေထွက်ရတာစတဲ့ကန်ဆုံးမှုတွေကြုံရမလားဆိုရင်နေရပါမိတ်။အာစတန်ကစားမတွေကအကောင်းဆုံးပေးဆက်နေပါလိမ့်။နောက်ဆုံးချိန်ထိမျောလင်းချက်တွေဆက်လက်တိုက်ပွဲဝင်သွားမှာပါ။အာစတန်ကအဆိုးဆုံးအခြေအနေကိုရင်ဆိုင်ရနိုင်သလိုချန်ပီယံလိအောင်ပွဲရမယ့်အကောင်းဆုံးအခြေအနေကိုလည်းပိုင်ဆိုင်ခွင့်ရှိပါလိမ့်။ ဟုတ်ကဲ့ပါဒီဘက်ကတော့လောက်ပါပဲခင်ဗျကျွန်တော်တို့ live follow subscribe လုပ်ထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ